simple past tense နဲ့ simple present tense တို့ကိုယ့်လက်လေးဖြစ်နေတာဒီဗီဒီယိုမှာတော့ရှင်မေးခွန်းလေးတွေမေးပြီးတော့ဖြစ်။ဘာဖြစ်မှာလဲ?မေးခွန်းမေးပြီးတော့ဖြစ်မယ် speak ဆိုရင်သူ့ရဲ့ verb to the spoke အဲ့တော့နံပါတ်9မှာ blank new blank english တဲ့ဒီ english စကားပြောလားလို့ဟုတ်လားပြောခဲ့လားလို့မေးတာမဟုတ်ဘူး Yes ပိုကသူ့ကိုမေးတာအတားဒီအရင်တော့ကမေးခဲ့တာအကြောင်းလဲမပါဘူးအခုလောလောဆယ်သူနဲ့ကိုယ်နဲ့ conversation စကားပြောနေတဲ့အချိန်မှာဘလို့မေးရလဲရှေးကနေဒူးလေးထည့်ပေးရတယ် Do you do you know မှာ verb 1 Do you speak English ဘလို့မေးရလဲ Do you speak English Perfect ပေးတီလို့အဓိပ္ပာယ်ရတယ် နံပါတ်30ဖတ် blank sheep that we had last night ငါတို့မနေ့ကစားခဲ့တဲ့တဲ့ညစာအတွက်သူမပေးခဲ့လားဘာဖြစ်လို့ခဲ့လားလို့စဉ်းစားရလဲဆိုရင်နောက်မှဘာပါလဲ last night ဆိုတာလေးပါနေတော့အဲ့တော့ time ဒီပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အရှိမပါနဲ့တော့ did she ဘာ PI နေပြိုင်သုံးလို့ရလား ြရဖို့ဒီရှိဖေး DID ဒစ်သည် Verb 2ကိုကိုစားပြုထားလို့ PAY ပေးပဲထည့်ပေးရပါမယ်ဒီမှာရပါတော့အဲ့တော့ pay page ကျန်နော်နောက်တစ်ခု visit visitors ဒါဒီ regular verb ဖြစ်သွားပြီ why plan you your frank socks every week အပတ်တိုင်းမင်းတငယ်ချင်းအိမ်ကိုဘာကြောင့်မင်းအလဲသွား တလေ every week အပတ်စဉ်တိုင်းလုပ်နေတာကိုပြောနေတာဒါကြောင့်မို့ရှမားတို့ဒီ yo yo verb 1 do ပဲသုံးပေးရမယ် do you visit your friend socks every week နောက်တစ်ခု listen listen နားထောင်သိဟုတ်နော် What song blend you listen in your free time? နင်အားတဲ့အချိန်မှာနင်ဘယ်သင်းနားထောင်လဲလို့မေးတာသူ့မှာမေးခွန်းကျမတို့ဒီပြီးခဲ့တာပြောဖို့အတွက်အချိန်ကာလပြောက်ပါလားမပါဘူးဒါဆိုရင်တေချာပြောက် verb one မဲ့သုံးပေးရမယ်ဒါဆိုရင် what song do you listen ဒါပဲတော့ပေါ့လားနားလဲအောင်ကြည့်မယ်နော်တေချာလေးရအောင်လုံးနော်ရှုပ်မသွားစေနဲ့နော်ဟုတ်လား